ငလင်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေကိုပြည်ရင်းပြပခီးတို့တွေကတွားရောက်လေ့လာကြည့်ရှုခြင်းအပြင်ငလင်ဘေးအနေနဲ့ပတ်သက်တဲ့ဘူဒ္ဓတာတွေရရှိစေမယ်လို့စစ်ကောက်စီလက်အောက်ခံဟော်တယ်နဲ့ခီးတော်လာရဲ့ဝန်ကြီးဌာနကတော့ထုတ်ပြန်လာပါတယ်။မတ်လ28ရက်ကလုတ်ခဲ့တဲ့အရာပြင်းငလင်ကြောင့်ပြည်ရင်းပြပခီးတို့ဧည့်သည်တွေအများဆုံးတွားရောက်လေပတ်တဲ့ခီးစဉ်ဒေသတွေကထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ခဲ့ပါတယ်။စစ်ကောက်စီလက်အောက်ကဟော်တယ်နဲ့ခီးတော်လာရဲ့ဝန်ကြီးဌာနအနေနဲ့ဒေသခံတွေရဲ့လုတ်ခဲ့ခွင့်လန်းတဲ့ ဝင်ငွေရရှိစေဖို့အတွက်ငလင်ကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုတွေကိုလေ့လာဖို့ပြည်ရင်းပြည်ပကီးတော်တွေကိုဖိတ်ခေါ်တယ်လို့ဆိုထားပါတယ်။ဒါပြင်ထိခိုက်ပျက်စီးခြင်းမရှိတဲ့ဟိုတယ်တွေ၊ကီးတော်အေဂျင်စီတွေဟိုတယ်နဲ့ကီးတော်ဆိုင်ရာအသင်းအဖွဲ့တွေအနေနဲ့ပုံမှန်တိုင်းလုပ်ငန်းတွေပြန်လည်လည်ပတ်ဆောင်ရနေတယ်လို့လည်းစစ်ကောင်စီလောက်ကဟိုတယ်နဲ့ကီးတော်လိုက်ဝန်ကြီးဌာနကဆိုပါတယ်။ငလင်ဘေးသင့်ဒေသတွေမှာတော့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကောင်းကောင်းမလုပ်နိုင်သေးတဲ့အချိန်အခုလိုထုတ်ပြန်လာတာကိုနားမလည်နိုင်ဘူးလို့စကိုင်းမြို့ကငလင်တင့်ပြည်သူတွေကတော့ပြောဆိုထားကြပါတယ်။ငလင်ပြည်ကရက်ကအကူအညီတွေလည်းမရပါဘူး။နောက်ဆက်တွဲငလင်တွေကြောင့်လမ်းမထွက်နေရတဲ့အချိန်မှာ ဘာတွေထုတ်ပြန်လာလဲတော့မပြောတတ်ဘူးလို့စကိုင်းလိုင်းတစ်သက်ကတကူကတော့ new day မြန်မာကိုပြောဆိုထားပါတယ်ပြည်တွင်းပြည်ပခီးသွားတဲ့အနေနဲ့ငလင်ဘေးတင်ရဒေတာတွေနဲ့မြန်မာနိုင်ငံရဲ့ခီးစဉ်ဒေတာတွေရဲ့ခီးသွားဆွဲဆောင်ရနေရာတွေကိုရခင်တိုင်းပုံမှန်သွားလာလေပတ်နေတယ်လို့လည်းအသိပေးထားပါတယ်ခင်ဗျာဒီလိုစိတ်ကမှအခြေဆိုင်ပြီးရန်ကုန်မြို့ကိုမိပေးခဲ့တဲ့ဟောင်းကောင်အခြေဆိုင် V Power တင်မော့ဟာရန်ကုန်ကိုတချို့ပြန်လာဖို့မသေးကြဘူးလို့စစ်ကောင်စီရဲ့စွမ်းအင်ဝန်ကြီးဌာနကသိရပါတယ်ဒီပိုင်းလူမှုကွန်ရက်ပေါ်မှာအဆိုပါတင်မော့ပြန်လာနိုင်ခြင်းရှိတယ်လို့ကော်လာဟာလာတွေထွက်ပေါ်နေပေမဲ့စစ်ကောင်စီကတော့ ပြန်လည်လုပ်ကင်ဖို့ခေါ်ဆောင်တာမရှိပါဘူးပြန်လာဖို့မသေးကြပါဘူးအကောင်လုံးတည်တဲ့အတိုင်းပဲသတင်းတွေကဒီလိုပဲထွက်နေတာပါလို့စွန့်ဝင်ကြီးဌာနကတာဝန်ထမ်းဆောင်နေစေ NAM CDN ဝန်ထမ်းတို့ကတော့ပြောဆိုထားပါတယ်နေရာဒီလက်စစ်တားလိုရဲ့ချက်ကိုဖြည့်ဆည်းပေးနိုင်စေဖို့ NLD ဆိုရတဲ့ထက်ကတဘောတန်ငွေရေ NLD ကနေလက်စစ်ထုတ်လုပ်ဖို့အတွက်တန်ငွေရေတင်တင်မော Viva War တင်မော့ဟာ2020နိုဝင်ဘာလမှာစိုက်ကက်ခဲ့တာဖြစ်ပါတယ် မြန်မာလက်စစ်ထုတ်လို့စီမံကိန်းမှာနှစ်တန်ကြာလောက်ကန်ခဲ့တဲ့ပြည်ပဝါကုမ္ပဏီအားဆက်အနာသိမ်းပြီးတော့မြန်မာနိုင်ငံမှာနိုင်ငံသားသုံးဝင်ယုံနယ်လာပြီးပြည်ပကုမ္ပဏီစီဝိုင်းလောက်ကန်မှုခက်ခဲလာတဲ့အတွက်၎င်းရဲ့လက်စစ်ထားထုတ်လို့စီမံကိန်းကိုရန်နာခဲ့ပြီးတော့2023ခုနှစ်မှာပြန်လည်ထွက်ခွာသွားတာလည်းဖြစ်ပါတယ်ခင်ဗျာမုံရမအမြင်မသိလူမြောက်ကတနပြချင်းချောက်ပြီးကလင်းငယ်တူကိုပြန်ပြီးဆွဲမှုဖြစ်ပွားခဲ့တယ်လို့ကနေဦးသတင်းနေရသိရပါတယ် မေလာရှိရင်မနဲ့ကိုးတိုက်ခွဲချင်းဝင်းညင်ကမုံရမြို့မှာတာမီနှူစိုက်ကဲစီးနေချင်းအမြင်မသိလက်နက်ကန်လူတွေကနောက်ကနေလိုက်ပြီးတော့စိုက်ကဲနဲ့ကပ်ပါလာပြီးတစ္စတိုတနက်ပြချင်းချောက်ကမိကီစီကကလေးကိုလူယူခေါ်ဆောင်ပြီးပြန်လေးဆွဲသွားတာလို့ဆိုပါတယ်အခုချိန်ထိတရင်ဆန္ဒမရသေးပါဘူးရှာနေတုန်းကပဲကလေးမိဘတွေလည်းတော်တော်လေးစိတ်ပူနေတယ်သူ့မိစုံငိုဘဲငိုနေတာလို့မိသားစုနဲ့နေဆက်တဲ့တဝိုင်းကတော့ပြောဆိုထားပါတယ်မနက်ကဈေးသို့သွားပြီးအပြန်မှာကလေးပြန်ပြီးဆွဲခံရတာဖြစ်တယ်လို့လည်းမိသားစုဝင်တွေကတော့ပြောဆိုထားပါတယ်ပြန်ပြီးဆွဲခံရတဲ့ကလေးငယ်အသက်9နှစ်သာရှိသေးတယ်လို့လည်းသိရပါတယ်အခုချိန်ထိကလေးမိဘတွေက ကလေးငယ်ကိုပြန်လည်တွေ့ရှိဖို့အတွက်အကူအညီတောင်းဆောင်ဖွင့်နေစေလို့လည်းသိရပါဗျ။မောင်ရမျိုးနဲ့တနင်္လာမှာကလေးငယ်ကိုတွေ့ရှိခဲ့ပါကမောင်ရမျိုးအောင်ချမ်းသာမြောက်ရီလန်ကလေးငယ်ရဲ့မိဘနေအိမ်ကိုဆက်သွယ်ပေးကြဖို့ကိုလည်းပြည်သူတွေထံအကူအညီတောင်းထားပါတယ်ခင်ဗျာ။ယူရီညီမရဲ့ညနေခင်းသတင်းစီစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေစနေနေ့ထိညမဆန်းနေခြင်းည9:00နာရီတိုင်းမှာတင်ဆက်ပေးနေတာဖြစ်လို့စောင့်မျှော်ကြည့်ရှုနားဆင်နေပါပါခင်ဗျာ။